အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲလက်ရှိမှာဒီနေ့မှာတော့တော်တော်လေးကိုဒါဟိုတိုင်ပတ်နေတဲ့ liverpool ရဲ့အကြောင်းလေးလေးပြောအောင်ပေါ့နော်အဲတော့ကနေ recap ပဲပေါ့နော်အဲ liverpool တင်တဲ့ frankfurt ကိုအနိုင်ယူခဲ့ပြီးရတဲ့နောက်မှာ brentford ကိုကျွန်တော်နေတော်တော်လေးကိုမျှော်လင့်ချက်ရှိတယ်ဘာလို့ဆို brentford နဲ့ပွဲစဉ်ဒါ frankfurt နဲ့ပွဲစဉ်မှာဒါကျွန်တော်ကြည့်ခဲ့တဲ့အတွက်ကြောင့်မူတာ လေဘဘူးတင်တာအကောင့်တာပရစင်နေမှာပြန်ပြီးတော့တူတက်လာမယ်ဒါသူသွားခြင်းတဲ့ပုံစံမျိုးလေးတွေဒါအတစ်တစ်ပုံစံမျိုးတွေကျွန်တော်တွေ့ခဲ့ရမယ်လို့ကျွန်တော်ထင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တင်တာတော်တော်လေးကိုလွဲမှားသွားခဲ့တယ်ဗျလေဘဘူးတင်နေတာအရင်တော့ကပုံစံမျိုးကတော့ဗျဒါစီဆောက်ချိုးပဲတိတ်ပြီးမပြောင်းလဲပဲနဲ့ဒါကျွန်တော်တို့မပေးတင်တဲ့ပေးငွေတွေကိုတော့ရှောက်ပေးနေခဲ့ရတာတွေ့ရပြီတော့မပါတယ်ပြီးလေဘဘူးတင်တဲ့ခုလက်ရှိမှာဒါပြဿနာကဘာဖြစ်လဲဆိုတော့ service တွေပဲ ကိုတန်ကဆက်ပီးစ်တွေမှာဂိုးသွင်းနေတဲ့အနေအထားမှာရှိပေမဲ့ကိုတန်ကဆက်ပီးစ်တွေဒီဖန့်လုပ်တဲ့နေရာမှာတော်တော်လေးကိုဆိုးရွားနေတဲ့အနေအထားမှာလည်းလီဗာပူးသင်ဆက်လက်ပြီးတော့သွားနေတဲ့အနေအထားမှာရှိတယ်။ဒါကကျွန်တော်တို့ကဘလို့မှဒါကျွန်တော်တို့ပြိတ္တတယောက်အနေနဲ့လက်ခံနိုင်စွာလုံးဝမရှိဘူးလို့မြင်တယ်ဗော။နောက်ပြီးတော့အဆိုးဆုံးကလီဗာပူးသင်နဲ့ဒါ reoccurring ဖြစ်နေတဲ့ဒါပေးကူတွေပေးနေရတာ။ ဒါကျွန်တော်တို့ယာသီချိုခြေစမ်းပွဲစဉ် AC Milan ကလေးကဒီလိုပုံစံမျိုးသွင်းကိုတွေကိုပေးနေခဲ့ရပြီးအခုချိန်နေဒီပုံစံမျိုးတွေကြီးပဲပေးနေခဲ့ရတာ Arni Slot ရဲ့ဒါကျွန်တော် tactical out balance ကိုဆက်လက်ပြီးပြသနေခဲ့ရတယ်မှာပါကျွန်တော်အနေနဲ့အခုချိန်မှာ Arni Slot out ဆိုတဲ့လူလုံးဝမဟုတ်ဘူး Arni Slot ဒီလက်ရှိမှာ Liverpool ကိုဒါကျွန်တော်တို့ Premier League Super League ယူထားတဲ့နီးပြတစ်ယောက်ဖြစ်ကျွန်တော်အနေနဲ့အချိန်ပေးတဲ့နီးပြရတဲ့တစ်ယောက်လို့ကျွန်တော်အနေနဲ့ဟုံးက100%ယုံကြည်တဲ့လူတစ်ယောက်ဖြစ်တယ်ဒါပေမဲ့ အာနီးစတော့ဒီတိုင်းခေါင်းမာမယ်ဆိုရင်တော့ပြိတ်သက်တယောက်အနေနဲ့အာပီယာဘူးတော့အင်မတန်မှခက်ခဲသွားနိုင်တဲ့အနေထားမှာရှိတယ်။တခါခါကျရင် line up ကိုကျွန်တော်အနေနဲ့ question ထုတ်စရာတွေရှိတယ်။ဥပမာလက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လာမယ့်ပွဲစဉ်ဒီမှာဒါစာသားတို့ဘာတို့ကိစ္စကိုထားပါလက်ရှိမှာ Cody Gag ပူကူဒါကျွန်တော်တို့ဘာလို့ဆက်သုံးနေလဲ။တကီးဆောက်ဘာလို့လုံးဝနေရာမပေးလဲခီးဆောက်လက်ရှိမှာပြိသက်တွေကိုယ်တိုင်ကလည်းကြိုက်နဲ့သက်လွန်းလို့ဒါကျွန်တော်ရှေ့လိုက်ရဲ့ standard chapter ရဲ့အကောင်းဆုံးတလတာကစားသမားစုကိုပေးအပ်ခဲ့ပေးအပ်ခဲ့တဲ့အနေထားမှာရှိတဲ့ကစားသမားကလုံးဝအခုချိန်မှာ line up မဝင်ဘူး ပြလရှိမှာကွင်းလေပိုင်းမယ်ကွင်းလေပိုင်းမှာလက်ရှိမှာဒါဆူဘူစလိုက်တယောက်ကလွင်အသင်းကလုံးပြောချင်တာဗျကစားသမားတွေအကုန်လုံးကဒါကျွန်တော်တို့ဘာဖြစ်သွားခဲ့တာလဲပြဒီနေ့ပုံစံမှာဒါကန်ဆယ်ပိုင်းကိုမယ်ပြောကျွန်တော်ဒါရှေ့ပွဲစီမှာကြည့်မယ်ဆိုကန်ကန်ဆယ်ပိုင်းမှာလဲဗန်ဒိုက်တယောက်ကလွင်ဘာမှအားဆိုင်ချင်စရာမရှိဘူးကော်နာဘရလီဆိုလုံးဝကိုဒါကျွန်တော်တို့မမတ်မီလောက်အောင်ကိုတော်တော်လေးကိုစုပ်ယုပ်သွားတဲ့ကစားသမားတယောက်ဖြစ်သွားတယ်ဒါဟာ harsh reality ပဲကော်နာဘရလီဒီနေ့ခုလက်ရှိဒါဒိုင်ယာမယကင်ဆက်ကြတော့ဒါမမတ်မရကီလီယန်အမ်ပါပေးကိုတော့အိတ်ထဲထဲခဲ့ရတဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ဒါကလက်ရှိမှာကျွန်တော်အနေနဲ့တော်တော်လေးကိုထူစားဘာလို့အမှန်တိုင်းပြောမှာဗျာကျွန်တော်အနေနဲ့ corner bradley ကိုရှေ့နှစ်တွေကဒါကျွန်တော်တို့လက်ရှိအာနူးနဲ့တူတာကျွန်တော်ဟာအာနူးပြီးရင် corner bradley ဖြစ်ပဲဘာလို့ bradley ကြကျွန်တော်စပြီးတာပွဲထွက်တဲ့အချိန်မှာဘနက်ပွဲလာဟိုကလော့ဘလူးကစားသွားလဲကျွန်တော်ပြောတယ်ဘနက်ပွဲစားနိုင်တယ်ဘလူးပုံစံမျိုးပြီးလဲပြီးကလော့ပုံစံပြီးပြီးတဲ့အချိန်မှာဒါကျွန်တော်တို့အဲအာနီးစလော့တစ်ထပ်မှာလဲ corner bradley ဘာစလို့လုပ်ပြပြောကြတာဗျာအာနိုးကိုခဏလေးမီလို့ရရင်မီလို့ရတယ်ဆိုတဲ့ပုံစံမျိုး bradley စီကတွေ့ခဲ့ဒါပေမဲ့ ဒီနေ့မှ Bradley Dawson တော့ကျွန်တော်ပွဲထွက်ခွင့်တချို့ရခဲ့တယ်ဒါဘာမှကိုမဆိုင်နိုင်တာမှရှိတယ်ပြီးတော့ကျွန်တော်အနေနဲ့ personally ရပြောရမယ်ဆိုရင်ပြီးတော့အာအာ အော် sorry လီဗာပူးတင်းနေနဲ့အမားဆုံးကဒီ right back မှာ profile မှာဝင်ပြီးဒါကတော်တော်လေးကိုမှားရွေးနေအမားလို့ကျွန်တော်အနေနဲ့မြင်တယ်အဓိက frank bound ပဲ frank bound ဒီကြာကျွန်တော်တို့ liverpool ကနေကျွန်တော်ဒါ liverpool ဒါမမဲ့ရအစားပြေလို့ဆိုးနေမှာကျွန်တော်ခဏခဏကြည့်ဖြစ်ခဲ့တယ်ဘာကြောင့်လဲဆိုတော့ဒါဟို invincible ဖြစ်တယ်ကိုရီစိတ်ဝင်စားလို့ခဏခဏကျွန်းနေလို့ပြီးကြည့်ခဲ့တယ် frank bound ကဒီနေရာမှာဒါကျွန်တော်တို့ attack game မှာလုံးဝသွားတာမဟုတ်ဘူး defense မှာသွားတာဘာကြောင့်လဲလက်ရှိမှာ i don't got a center back 3ယောက်မှာကျွန်တော်တန်တားရဟင်ကားပေးဒီလိုကစားသမားကြီးနဲ့ကျွန်တော်ပြန်ပြီးရန်လိုက်တဲ့ချိန်မှာဒါ center back 3ယောက်လုံးသွားတဲ့အနေအထားပြီးတော့တစ်ဖက်က left wing back မှာလေ ဒါကျွန်တော်တို့ Tremero လို့တကယ်ဟိုဒါကျွန်တော်လစ်လစ်ထားတဲ့ကစားသမားနဲ့ပေါင်းလိုက်တဲ့ချိန်မှာ frame more auto တက်သွားတယ်။ပြောချင်တာပြီးတော့အဲ့တော့ကလည်းဒါကျွန်တော် risk to ball နဲ့ဒါကျွန်တော် တော်တော်လေးကို might တယ်လို့ပြောလို့အဲ့တော့ပြောချင်တာဗျာလက်ရှိမှာဒါဟို Liverpool ကကစားသမား2ယောက်ကိုဝယ်ထားပြီး Liverpool ကပုံစံအတိုင်းမသုံးနဲ့ Arne Slot ကိုလည်းတစ်ခါကြရင်နားလေရခတ်တဲ့တဲမှာပါတယ်။ပြီးတော့လက်ရှိမှာဒါကျွန်တော်တို့ frame pound ကိုဝယ်တဲ့ strategy ကအခုချိန်မှာ backfire ဖြစ်လို့မြင်တယ်။ပိုဆိုးသွားခဲ့တဲ့လက်ရှိမှာ Liverpool ရဲ့ full back 2ယောက်လုံးက upgrade မဖြစ်သွားဘဲနဲ့ downgrade ဖြစ်သွားတာပဲ။ ဒါဟာရယ်ရိုဘတ်ရိုဘတ်ဆန်ကိုလက်ရှိမှာကရာကက်စ်နဲ့ဒါကျွန်တော်ဒီပြအစားထုတ်ဖို့တော်တော်ကြိုးစားတယ်ကရာကက်စ်ဂိုးသွင်းသွားရမယ်မရိုဘတ်ဆန်လက်ရှိကျွန်တော်ကျွန်တော်တို့ကောင်းခဲ့တဲ့အချိန်ရဲ့ခြေပြားတော်ကရာကက်စ်မမှီသေးဘူးရိုက်ဘတ်နေရာမှာကော်နာဘရက်လီဆိုတော်တော်လေးကိုဆိုတဲ့ဖရင့်ပေါင်းဆိုဆော့လို့မရအဲ့တော့လက်ရှိမှာလစ်ဗာပူးတင်ပါလို့ရမယ် ပြွေးချက်ရရှိပါအဲ့ဒါကလက်ရှိဒါကျွန်တော် Jai တွေထဲမှာကံမဲ့ဒါကျွန်တော် Carabao တို့ဘာလို့ပွဲစဉ်မှာလူငယ်တွေကိုကောင်းကောင်းကြီးနေရာပေးသင့်ပြီလို့မြင်တယ်ဒီလူငယ်တွေကနေပဲဒါကျွန်တော် club လဲဆွဲတင်ခဲ့တာဖြစ်တယ် Robertson ကတော့ Hussidi ကခေါ်ခဲ့တာအမှန်ပဲမဲ့ပြန်ကြည့်မယ်ဆိုရင် right back နေရာမှာဒါ Arnold ဘောက်ဆိုသူအနေနဲ့သူဆွဲဆွဲတင်နေတဲ့၃ရင်းနဲ့တက်သွားတာပဲဖြစ်တယ် Corner Prentice လဲဒါ Academy ကထွက်လာတဲ့ chart date တယောက်ဖြစ်တယ်ဆိုတော့ဒါ Academy က chart date တွေကို Jai တွေထဲမှာတကယ်ကိုစမ်းသုံးခြင်းစမ်းသုံးသင့်ပြီလို့မြင်တယ်ပြီးတော့ ကွင်းလယ်ပိုင်းမနစ်ကလီဗာပူးရဲ့ကွင်းလယ်ပိုင်းကတော်တော်လေးကို underrated ဖြစ်ပြီးတကယ်လေးကိုတော်တော်လေးကိုချီးကျူးစရာကောင်းတဲ့ကွင်းလယ်တစ်ခုဖြစ်ခဲ့တယ်။ Craverbet McAllister Sobu Slice တွေအတွေ့ကတော်တော်လေးကို impact ကြီးမားခဲ့ပြီးဒီနှစ်မှာအဲ့ဒီကွင်းလယ် trio ကိုလည်းကြာသူပြန်သုံးကြည့်ပါသေးတယ်။နှစ်ပွဲလားသုံးပွဲလားမသိဘူး။အဲ့သုံးအဲ့နှစ်ပွဲလုံးလည်းသူရှုံးသွားခဲ့တယ်ဘုနော်။အဲ့တော့ party ဖြစ်နေလဲဆိုတာကိုတော့တော်တော်လေးကိုနားလည်ရခဲ့ပြီးတော့အဆိုးဆုံး check ကတိုက်ဆက်ပိုင်မယ်။ Liverpool ရဲ့တောင်ပန်ခုနကဖူးဘက်တွေမဟုတ်ဘဲနဲ့ တောင်ပံမှာလုံးဝရက်တန့်သွားတဲ့အချိန်မှာလီဗာပူးကလုံးဝပြားတုပ်သွားတယ်လို့မြင်တယ်။အဲ့ဒါကကျွန်တော်မြင်လက်ရှိကလည်းကျွန်တော်တို့ Brentford နဲ့ပွဲစဉ်ကြည့်မှာရှေ့ကဒါကျွန်တော်တို့ပွဲစဉ်တွေမှာကြည့်မှာလီဗာပူးရဲ့ဒါကျွန်တော်တို့ win နှစ်ဖက်ကောအေးပြောချင်တာဒါကျွန်တော်တို့ဟိုတောင်ပံဟိုရှေ့ကောနောက်ကောနှစ်ခုလုံးဝလုံးဝဝလုံးဝရက်ကျသွားတဲ့အနေအထားကအသင်းအတွက်ထိခိုက်နှစ်နာမှုအင်မတန်မှကြီးမားခဲ့တဲ့အနေအထားမှာကျွန်တော်အနေနဲ့ရှိတယ်။ပြောချင်တာဗျခါတိုင်းဆိုမှတောင်ပံမကောင်းဆိုဝင်းဘက်ကကောင်းတယ်ကြောင့်ဝင်းဘက်ကဒါ overlap လိုက်လို့ပြီးတော့ဘာညာလုပ်လို့ရသေးတယ်။ အိုးခဏတူကလည်းဘုနာပြောမှာဆိုရင်ဒါကျွန်တော်တို့ဖူးဘက်မကောင်းဘူးဆိုရင်တော့ဒါတောင်ပံကောင်းတော့ဒီတောင်ပံကဒါဒီလိုကာဗာလုပ်ပြီးပြပြဿနာတောင်ပံကောဖူးဘက်နှစ်စုံအေးခုနကပေါ့အေးပေါ့တစ်စုံနှစ်စုံလုံးဝဒါကျွန်တော်တို့လုံးဝတိုင်ပတ်သွားတယ် ်ဆာလာကြခြင်းဘရက်လီလုံးဝမတိုးခြင်းဂိုင်ဘူကြခြင်းကရက်ကက်စ်လုံးဝမလုတ်တက်ခြင်းအဲ့ဒီချိန်ကလုံးဝလီဗာပူးရဲ့ရိုက်ခတ်မှုအကြီးမားဆုံးချိန်လို့ကျွန်တော်အနေနဲ့မြင်တယ်။အဲ့ဒီချိန်မှာဘဒူနာလဲဆိုတော့တိုက်စစ်မှုတွေနဲ့ Florian Risk ကအကြီးကျယ်ထိတယ်။ခင်ဗျားမြင်ကြည့်ဗျာအခုလက်ရှိမှာဒါမနစ်ကသာ Florian Risk ဒီကွင်းလယ်မှာရှိမယ်ဆိုရင်ဆာလာဘလူဂိုးတွေရမယ်။ဥပမာပဲကျွန်တော်ဒါတောက်လျှောက်တာကျွန်တော် Frankfurt နဲ့ပွဲစဉ်နှစ်ခုမေးလိုက် အခုချိန်မှာ Florian Risk က GA မှာအနည်းဆုံး၄ကွင်းနဲ့၅ကွင်းရှိရမှာ။ Atletico Madrid နဲ့ပွဲစဉ်မှာ Isak ဖြုံးနာတွေဆာလာဖြုံးနာတွေခါတိုင်းညာဆာလာမျက်စိမိတ်က န်ရင်တော့ဂူးတဲ့အနေထားတွေကို in florian bridge ဆွထိုးပေးနေတာအများကြီးပဲစာလတ်လုံးဝအလုံးမဝင်တော့အဲ့ဒါက florian ကျွန်တော်ခုနကလက်ရှိမှာဒါကျွန်တော်တို့လူပဘူးပွဲတွေတောက်လျှောက်ကြည့်နေတဲ့လူမို့လို့လားမသိ florian risk ကိုကျွန်တော်လုံးဝအပြစ်မပြောရဘူးဆို florian risk ရဲ့ဒါကျွန်တော်လက်ရှိမှာငကိုကနေကဗျာသူ့အနေနဲ့ liverpool market ကသူ့ရဲ့ creativity အောက်လက်ကတစ်ဖက်ကဒါကျွန်တော်ဟိုအဆုံးတက်တဲ့ကောင်ကောင်းမှသူ့ရဲ့ creativity အောက်လက်ကအော်တိုမြင့်တာပြဿနာက florian risk ကိုရန်ထားတဲ့ကောင်တွေကကြားတဲ့ကောင်တွေကြီးပဲ ပိုဆိုးတာပဲအဲ့လိုမျိုးပုံစံမျိုးဆိုလာတယ်ခုနကပြောတယ်ခဏ frame bound တို့လည်းကျွန်တော်တို့ grammar တို့လို့ winbet တွေကောင်းလားဆိုလည်းမကောင်းဝင်းဘတ်တွေလည်းမကောင်းဝင်းတွေလည်းမကောင်းတဲ့အချိန်မှာဒါ AM တကောင်ကလုံးဝမြုပ်သွားတာတိတ်ပြီးထူးဆန်းတဲ့နေထားမှမရှိဘူးအခုချိန်မှာဒါပြပုံမွေလင်းပြောလက်ရှိမှာဒါကျွန်တော်ပို့ပြီးတော့ဒါကောင်းမယ်ဒါပုံမှာပြလက်ရှိမှာ Florian Risk ကိုအခုချိန်မှာ Saka လို့မျိုးဒါကမိုဟာမက်ခူဒက်စ်လို့ကစားသမားမျိုးနဲ့တွဲကြည့်လိုက် Risk Auto တက်သွားလိမ့်ဘာကြောင့်လဲလို့ဆိုတော့ဝင်းနဲ့ပြန်ချိန်ရတဲ့အချိန်မှာဒါ Risk ကဒါသူသွားတဲ့ပုံစံမျိုးပေါ့အဲ့တော့ ဲ့ဒီချိန်မှာဘလူပါတိုင်ပတ်သွားအီဂီဒီဂီပါတိုင်ပတ်တယ်အီဆက်ပါတိုင်ခဲ့တယ်အီဂီဒီဂီကဒီညမှာတော့သူကိုယ်တိုင်ကဖရန့်ဖက်မှာကလေးကအိုမမမိုးထွက်သွားချိန်မှာသူကသူလုံးဝမယ်ဆိုတဲ့စိတ်နဲ့သူယုံလာကြအောင်အီဂီဒီဂီကဘလူမအကူညီမလိုပဲယုံတက်တယ်ဆိုတဲ့ကစားသမားတယောက်အနေနဲ့ဆက်ပြီးမြင်ရတယ်အဲ့ပြောချင်တာကျွန်တော်ပါစတယ်မြင်ပါတော့ Florian Ritz အနေနဲ့ကကျွန်တော်ဈေးတွေအများကြီးတစ်ခါရမယ်ဈေးစကားအရန်ပြောတယ်ကျွန်တော်လေခုနကပြောအဲ့လိုဈေးစကားပြောကျွန်တော်မကြိုက်ဘူးဆိုတော့ဒီဒီဈေးတွေကိုဒီကစားသမားတွေတတ်မှတ်ခဲ့တာမဟုတ်ဘူးအသင်းနဲ့အသင်းကြားကတတ်မှတ်တဲ့ဈေးတစ်ခုဒီကစားသမားတွေဘာလို့ဘာတာဝန်ယူရမှာကျွန်တော်ပြောတာ ကျွန်တော်အရင်အမုန်းဆုံးချက်ခါရတာပဲ Isaac ဆိုရဟာဒီဈေးတွေဝယ်တာ Florian ကြီးကျွန်တော်က Isaac ကို Florian Risk ကိုကလက်ရှိမှာလောက်ခလာဆန်နဲ့ပတ်သက်ပြီးခင်ဗျညီရတယ်လက်ခံတယ်ကျွန်တော်ပြောတယ်ဒါပေမဲ့ Newcastle ရဲ့တတ်မှတ်တဲ့ဈေး Liverpool ရဲ့တတ်မှတ်တဲ့ဈေး Liverpool ကကြိုက်လို့ဝယ်သွားတဲ့ဈေးကိုကစားသမားတွေပုံမှာဘာတယ်သွားမပြီးနဲ့ကစားသမားတွေယူသွားလိမ့်မယ်ခင်ဗျအဲ့ဒါကြတယ်ဘောကစားသမားတွေဒါကြီးကိုသူတို့ကဟာကျွန်တော်ကကျွန်တော်ကိုကျွန်တော်တန်တရာတန်နဲ့ဘယ်ကစားသမားကသူပြောခဲ့တာမဟုတ်ဘူးဗျာသိလားအဝယ်ခဲ့ကစားသမားမှာဒါတွေအကုန်လုံးကဒါသူတို့မလူချင်မဲ့ရတဲ့ဘာတန်တွေကိုတိုင်းဖြစ်တယ် အဲ့ဒါကတတော်လေးကိုထိခိုက်တယ်လို့ကျွန်တော်နေမြင်အဲ့တော့ဒီနှစ်မှာတော့ကျွန်တော်ချင်းကစားသမားလေးဆိုဘူ slide ကလွင်တော့ဒါကျွန်တော် van night နဲ့ဆိုဘူ slide ကတစ်ယောက်ကလွင်တော့တိတ်ပြီးတော့ဘာမှပြောစမ်းမမတက်ရှင်လီလည်းကောင်းပါတယ်ဗျာ elisin ဘက်ကဝင်ဖမ်းလဲအဲ့ဒီလုံးတွေကဂိုးတယ်မမတက်ရှင်လီလည်းတနာဖို့ကောင်းတယ်မမတက်ရှင်လီလည်းဒါကျွန်တော် brentford နဲ့ပွဲစဉ်မှာဒါနှလုံးသုံးလောက်အပိုင်လုံးတွေသူပုတ်ပေးခဲ့တာပဲတနာဖို့ကောင်းတာပေါ့နော်အဲ့တော့ပြောချင်တာ liverpool အသင်းမှာလက်ရှိမှာကျွန်တော်တို့ဒါ blue ကောင်းလေဆိုဘူ slide နဲ့ဒါကျွန်တော် van night ကလွင်ဘူးမှလည်းညှို့ထိုးစရာမရှိဘူး ဒါလက်ရှိမှာတော့ကျွန်တော်နီးပြနေတယ်လေပြောင်းသိမ့်ပြီခုနကဖူဘက်ကြီးအလုံးမဖြစ်ဘူးသူတိနေပြီအဲ့ဖူဘက်အလုံးမဖြစ်တဲ့အလုပ်ကိုသူဘာလုပ်မလဲကိုဘောဖလော်ရီယန်ရစ်နဲ့တောင်ပန်းနှစ်ခုအလုံးမဖြစ်တဲ့အချိန်မှာဒီဖလော်ရီယန်ရစ်နဲ့ဒီတောင်ပန်းနှစ်ခုကိုပို့ပြီးတော့ကောင်းအောင်ဘယ်လိုလုပ်ပေးမလဲ အဲအားလုံးကတော့ arni slot ပုံမူတည်သွားပြီလို့မြင်တယ်။အဓိကအဖြေကဒါပဲလို့ကျွန်တော်အနေနဲ့ပုံကူကြီးကကျွန်တော်100%မြင်တယ်။ arni နေနဲ့ဒီအဖြေကိုမရှာပေးနိုင်ဘူးဆိုရင်တော့သူပါတာပြတုတ်သွားမယ့်အနေအထားမှာရှိမယ်လို့မြင်တယ်။ဂျာရီထဲမှာလက်ရှိမှာဒါကျွန်တော်တို့အာလီဗာပူးတင်းကဘယ်လိုလဲ Crystal Palace နဲ့ Gam မှာပွဲရတော့မချောင်ဘူးကာရာဘောင်းမှာအဲ့တော့အဲ့ဒီပွဲစမှာမချောင်မဲ့ပွဲတူတော့မထူးဒါလူငယ်တွေကိုနေရာပေးပြီးသူလူငယ်တွေဘယ်လောက်ဘာလို့ပြတ်လဲလဲဆိုတော့ဆက်လက်ပြီးတော့ကြည့်ရမယ့်ပွဲစဉ်တွေဘယ်လိုကျွန်တော်အနေနဲ့မြင်တယ်။လောက်ပါပဲ။ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာဂျင်းတူဆန်ပေါ့ကိုကြည့်လို့ရ ပါတယ်။မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့ဦး။မြန်မာကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်။အားလုံးကြိုးတူပါတယ်။ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစေ။စုမုံကောင်းတောင်းပေးနေပြီ။ကျွန်တော်တို့ဒီနောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။ဒေးပေါ်ပါဗျ။